ဟယ်လိုမင်္ဂလာပါဒီဘက်ကနေပြန်လည်ကြိုဆိုပါရစေအဲ့တော့ဒီနေ့တော့ထုံးစံနဲ့ပဲကျွန်တော်တို့ Monday Market အဲ analysis ပေါ့နော်ဒါပေမဲ့တခုကအခုကျွန်တော်ဗီဒီယို record လုပ်တဲ့အချိန်မှာကျူစီရဲဝင်သွားပြီပေါ့နော်ဆိုတော့အဲ Monday ညဖြစ်သွားတာပေါ့ဒါပေမဲ့ရပါတယ်အတူတူပါပဲเนาะကျွန်တော် weekly channel တွေပဲကြည့်မှာဆိုတော့ okay အဲ့တော့ဒီဘက်ကအားလုံးသိပြီးတဲ့အတိုင်းပဲကျွန်တော်တို့အဲစစ်ပွဲကြောင့်ပေါ့နော်ဒီ Iran နဲ့အဲ Israel နဲ့စစ်ပွဲမှာ American လည်းဝင်ပါလာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ထင်တာအာရွှေကလွှင့်ရင်ဂျန်နဲ့ရေနံပေါ့နော်ရေနံကကျတော့ သူတို့တူးမြောင်းကိုပိတ်လိုက်လို့ရှိရင်ရေနဲ့ inflow ရေနဲ့တည်တဲ့ဟာ30%လောက်ကျသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရေနဲ့စည်းလက်တက်နိုင်ခြင်းရှိရပါဘောနော်ရွှေရတော့တေတာပေါက်တက်မှာပါဘောနော်ဆိုတော့အဲ့ဒီနှခုကလွှဲရင်ဂျန်နဲ့ကောင်တွေအကုန်လုံးဥမာ US ဒေါ်လာတို့ဘာလို့ဆိုလဲကျနိုင်ခြင်းရှိရပါဘောနော်ပြီးတော့ market တစ်ခုလုံးဒီ stock တွေအကုန်လုံးလည်းကျနိုင်ခြင်းရှိရနောက် crypto လည်းအပါဝင်ပေါ့နော်ဆိုတော့ကျွန်တော်တို့အခုဒီမှာမြင်နေတဲ့အတိုင်းပဲကြည့်လိုက်မယ်ဆိုလို့ရှိရင် BTC dominance ကအရင်ဆုံးတက်လာတာကိုတွေ့ရမယ်ဘာလို့လဲ Bitcoin ဒီ ဒီ crypto အားလုံးတွေကမှ safe အဖြစ်ဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲတခုခုဆိုလို့ရှိရင် channel opt တွေကိုမကင်ထားတော့ဘဲနဲ့အကြတက်တာမဲ့ now institution တွေကျွန်တော်တို့ company တွေလည်းအဲအများကြီးဝယ်ထားကြတဲ့ bitcoin ကိုပဲရွှေ့ကြတာများတယ်ပေါ့နော်အဲ့တော့ပြီးခဲ့တဲ့ week မှာ uncertainty မတိကျတဲ့အတွက်ကြောင့်မို့လို့ bitcoin တွေကိုလူတွေအာကိုယ့်ရဲ့ percent တွေကိုရွှေ့ကြအောင်မြင်ရတဲ့အတွက်ကြောင့်မို့လို့ဒီမှာ BTC dominance ကပြီးခဲ့တဲ့ဒီ high တစ်ခုကိုပါ ဖောက်တက်ပြီးတော့ဒီမှာ အပေါ်မှာ body ပိတ်သွားနိုင်တယ်နော်ဆိုတော့ဒါဒီ bitcoin ရဲ့ဒီ safe ပို့ပြီးတော့ဖြစ်လာတဲ့ nature ကိုပြနေတယ်။တခြား alt coin နဲ့ရှင်လို့ရှင် bitcoin ကိုပဲလူတွေကပို့ပြီးတော့ယုံကြည်ကြတယ်ဆိုတာကိုပြနေတာပေါ့နော်။ဒါကျွန်တော် BTC dominance ကတက်နေတယ်။အဲ total ကတော့သူနဲ့ဆက်ညင်ပဲကြာနေတယ်။အဲ့တော့ BTC dominance တက်ပြီး total ကြာခြင်းကဘာဖြစ်လဲဆိုလို့ရှင် total တဲမှာရှိတဲ့ကျွန်တော်ဒီ crypto market ထဲမှာရှိတဲ့ပတ်စံတွေအပြင်ကိုထွက်သွားတယ်ဆိုတာကိုပြတယ်။ပြီးရင် မထွက်သေးတဲ့ပတ်စံတွေကိုလည်း Bitcoin စီကိုရွှေ့သွားတယ်ဆိုတော့ပြရတယ်။အဲ့တော့ crypto market ဒီမကြခင်မှာ fear ကိုဝယ်မှာတော့မယ် fear အခုဒီနေ့တောင်မှ fear ကိုစပြရနေပြီပေါ့နော်ဒါပေမဲ့ extreme fear မဟုတ်သေးဘူးကျွန်တော် yoyo fear pattern channel ကိုဝင်လာတာပဲရှိသေးတယ်ပေါ့တော်တော်စမ်းမှာအဲ့တော့အခုဒီမှာကျွန်တော်ဆွဲထားခဲ့တဲ့ total ရဲ့ဒီ above out range တဲ့ကနေအပြင်ကိုဆထွက်ပြီးဖြစ်တဲ့ကြောင့်မို့လို့ body လည်းပိတ်သွားပြီးဖြစ်တဲ့ကြောင့်မို့ total ဒီဆက်ပြီးကျနေကြတော့ရှိတယ်ဒီအောက်မှာကျွန်တော်တို့ကျမယ်ဆိုရင် favorite low gap တွေလည်းရှိရဖြစ်တဲ့ကြောင့်မို့လို့ ကြံ့နိုင်ရရှိနေသေးတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့သိထားရမယ် total 2အကုန်ကြရဲ total 3လည်းကြရဲအဲ့ဒါပြောချင်တာကကျွန်တော်တို့ခုန BTC dominance တက်လာတာဖြစ်တဲ့ကြောင့်မို့ Bitcoin တွေကိုပတ်စံနေရွှေ့သွားတယ်အဲ့တော့ total 2နဲ့ total 3 Ethereum ပါတဲ့ Ox အားလုံးနဲ့ Ethereum မပါတဲ့ Ox အားလုံးကကြာမှာတေချာတော့ရှိတယ်နော်အဲ့တော့အဲဒီ chat ကြီးကြီးပဲကိုပဲကြည့်ပြီးပြောမယ်ဆိုလို့ရှိရင် crypto market ကြီးစိတ်မကြံခင်မှာ minus နဲ့ အောက်ကိုနည်းနည်းပြန်ပြီးတော့အာ support ပြန်ယူပြန်ရှာရမယ်တဘောမှာရှိတယ်ဗောနော်ဆိုတော့ဒါကတော့ market တစ်ခုရဲ့ပုံမှန်ပါပဲဘယ်တော့မှအမြဲတမ်းထိုးပြီးမတက်ဘူးဒီမှာဆိုလို့ရှိရင်ဒီလိုဟို trend ဟိုနိုင်ပြီးတဲ့အချိန်မှာထိုးတက်သွားတဲ့ဟာက အောက်ကိုပြန်လာပြီးတော့ဒီမှာပြန်ပြီးတော့အာ support ပြန်ယူရတာကိုတွေ့လိမ့်မယ်ဒါကပုံမှန်ပဲဗောနော်โอเคအဲ့တော့ကျွန်တော် bitcoin ကိုကြည့်ကြည့်အောင် bitcoin က အဲပြောရလို့ရှိရင်ဂျန်နဲ့ကောင်နေတဲ့အကြအများကြီးပို့ပြီးတော့တက်တာကိုတွေ့ရတယ်။ပိတ်ကွန်ဒီမဲချဖြစ်လာတာကိုတွေ့ရတယ်။ကျွန်တော်တို့အရင်ကလိုမျိုးဒုံးကြီးပြစ်လိုက်တာနဲ့ဘုံသူကြပြီးရင်အားလုံးကောင်းဝိုင်းပြန်တဲ့အဲ့လိုမျိုးအရန်ကြီးမတော်တော့ဘဲနဲ့အောက်ဖက်ကို down side ကိုနည်းနည်းရွေ့တာနှေးပြီးတော့ outside movement ကပို့ပြီးတော့များတာကိုတွေ့ရတယ်။ဒါသည်အဲပြောရလို့ရှိရင်ပိတ်ကွန်ကို နောက်ထပ်9နှစ်ကနေ10နှစ်လောက်အာကင်ထားဖို့အတွက်ဒါကောင်းတဲ့အကြောင်းပြချက်ပဲပေါ့နော်။သူကပို့ပြီးတော့စိတ်ပူဖြစ်လာတာကိုတွေ့ရတာပေါ့။ အော်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာမနေ့ကပေါ့နော်မနေ့ကကျွန်တော်တို့အဲကန်တယ်အပိတ်ဒီ weekly ကန်တယ်အပိတ်မှာသူကဒီ weekly fair value gap ကိုဝင်ပြီးတော့မှဒါကျွန်တော်တို့6000 6800အထိကိုစင်းပြီးတော့အာအောက်မှာ liquidity လာယူဖို့ကြိုးစားခဲ့တာကိုတွေ့ရတယ်။ liquidity ကရသွားတယ်ရသွားပြီးတော့အခုအပေါ်ပြန်ပြီးတော့ပိတ်သွားတယ်။အဲဒါပေမဲ့အခုဒီ week စပွင့်တဲ့အချိန်မှာလဲကျွန်တော်တသိန်းသားမှာပဲ hold ဖြစ်နေတယ် ကျွန်တော်အမည်အနေနဲ့ပြောမှဆိုလို့ရှိရင်တော့ကြနိုင်ကြီးထက်ပြီးတော့ရှိသေးလားဆိုရှိသေးတယ်ဘာလို့လဲဆိုတော့အာစစ်ပွဲဟိုကျွန်တော်မပြီးမချင်းပေါ့နော်ပြီးရင်တခြားအချက်တွေလည်းရှိသေးတယ်ကျွန်တော် fundamental အချက်တွေအဲပြီး technical အရဆိုလို့ရှိရင်လည်းအောက်မှာ fair value gap နဲ့ fibonacci 0.5ကလည်းအောက်မှာကျန်နေသေးရဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဆက်ပြီးကြနိုင်ကြီးဟာရှိနေတော့မယ်နော်အဲ့ဒီတော့ကျွန်တော်မြင်တာတော့ကျွန်တော်ကတော့ဘယ်လိုလုပ်ထားဆိုလို့ရှိရင်9000ကျွန်တော်9000 8000ကျွန်တော် ့ order လေးတွေ set လုပ်ထားတာရှိတယ်เนาะ aware order လေးတွေပေါ့เนาะ7000အထိလာမယ်လို့တော့ကျွန်တော်အာကန်ဒီကမ္မမပြောနိုင်ဘူးဘာလို့လဲဆိုတော့0.5ကအဲ့နာမှာရှိရယ်ဆိုပေမဲ့7000ဆိုတာကျွန်တော်တော်တော်လေးအဲအခုအတိုင်းဆိုလို့ရှင် withtrace ကတော်တော်နိုင်တဲ့ withtrace ဖြစ်သွားပြီပေါ့เนาะဆိုတော့ရှေ့မှာ historical ကိုပြင်ကြည့်မယ်ဆိုလို့ရှင်เนาะအဲ့လိုလာခဲ့တာတော့ရှိတယ်ဒီမှာဒီမှာဆိုလို့ရှင်2021တုန်းကဆိုလို့ရှင် debit top ပြီးတဲ့အချိန်မှာ ဒီ0.5 level တော့မဟုတ်တော့ဘဲနဲ့ဟိုးအောက်ထီကိုဆင်းပြီးတော့မှာ70%လောက်ထီကိုကျခဲ့တာကိုတွေ့ရတယ်ဗောနော်ဆိုတော့ဒါကတော့အာထပ်ဖြစ်လာဖို့တိတ်မတေချာတော့ဘူးပေါ့ဘာလို့အခုပိတ်ကွက်ရအဲ့တော့လို့မဟုတ်တော့ဘူး measure တော်တော်ဖြစ်နေပြီဆိုတော့လေနောက် ETF တွေလည်းကျွန်တော်တို့ဒီ institution တွေညာနေ live ဝယ်တာတွေလည်းများနေပြီဆိုတော့အပြင်လူတွေလည်းဝယ်ကြပြီဆိုတော့လေအဲ့တော့အဲ့လောက်ကြီးတော့မဖြစ်နိုင်ဒါပေမဲ့ maybe အာ one chance ပေါ့နော်ဒီ8000ဒီကြားထဲမှာဝယ်เสีย chance တွေတော့ရှိနိုင်အောင်မလို့ကျွန်တော်ထင်တယ် နောက်ဆုံးတသိန်းရဲ့အပေါ်မှာပဲမနေတော့ခင်ပေါ့နော်ဆိုတော့အဲ့ဒါတခုကတော့ဒါကျွန်တော်ကျွန်တော်မှန်းဆချက်ပေါ့နော်โอเคအဲ့တော့ဒါကတော့ big one ပေါ့ channel ကောင်းနေရတော့ထောင်းတဲ့နာမည်အကုန်လုံးခွေးကြဝဲကြတယ်အကုန်ကြတာပဲဥမာ Italian ဆိုလို့ရှိရင်သူ့မှာ2000နဲ့မှအာ800ကိုတစ်ခါပဲတက်လိုက်ရပြီးတော့အခုဒီမှာဟိုးအောက်ထိကြဝဲတာအခုဆို2000 2000 2200စီပြန်ရောက်သွားပြီနော်ဒါတော်တော်ပြောရလို့ရှိရင် Italian ကတော့မကင်နေတယ်မှာပါပါလို့ဖြစ်နေတယ်သူကတော်တော်ဆိုးနေတယ် ပြီးတော့ BNB BNB ကကြတော့သူလည်းကြတယ်ဒါပေမဲ့သူကကြတော့အကျနည်းနည်းတက်တာတယ်ဘာလို့ဆို big ဟို Binance ရဲ့အဲ power ကြောင့်ပေါ့နော်ဆိုတော့ဆိုတော့0.5ဖြစ်တဲ့အဲ969ဆို600နာမှာကျွန်တော် alert တခုပေးထားတယ်600နာရောက်ရင်တော့ကျွန်တော်တို့ပြန်ပြီးတော့အာ BNB စုဖို့တစ်ချက်ကြည့်ရမှာပေါ့နော်နောက် Solana Solana ကကြတော့သူလည်းကြတယ်အဲအခုကြတဲ့နေရာက1 1 340ကျော်လောက်ဖြစ်တယ်လို့ကြောက်မလို့ကျွန်တော်တို့ရဲ့ဒီ0.718နာမှာရှိရဲ123.64ကိုအဲဒီဟောဘော123ပဲထားပါတော့ကျွန်တော်တို့120ပေါ့120စီးတန်းကိုလာပြီးတော့ပြန်ထိဖို့ကြိုးစားအဲ့တော့120စီးတန်းကိုထိမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဝယ်တင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်လည်းအခုဆိုတော့တော့တော့ချက်ဝယ်နေတယ်ဆိုတော့တော့ချက်ဝယ် BNB ကခဏအဝယ်ရထားတယ်600အောက်ကြောင်းပြန်စဉ်းစားမယ် Italian ကဝယ်သေးရယ် အဲအီတာရီယန်ကိုကျွန်တော်အခုဝယ်ထားပြီးတော့နောက်အဲလုံးဝ price ကြီးမတက်နိုင်တော့ဘူးလို့ယူဆတဲ့အခါကြာလို့ရှိရင်အီတာရီယန်ကျွန်တော်ဖယ်ထုတ်လိုက်တော့မယ်ပေါ့နော်ဆိုတော့ဝယ်ထားသေးတယ်။ Bitcoin ကကျွန်တော်အဲတသိန်းအောက်မှာဝယ်ဖို့နေစောင့်နေရရှိတယ်နော်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ action plan လေးပါ။ Okay အဲ့တော့ဒီနေ့ကတော့ထုံးစံတိုင်းပဲကျွန်တော်တို့ money လုပ်နေကြ market random market analysis လေးကျွန်တော်လုပ်ပေးရဖြစ်ပါတယ်။အဲ Binance account မရှိသေးဘူးဆိုလို့ရှိရင်ကျွန်တော် link ကနေပြီးတော့ဖွင့်လို့ရပါတယ်။10% lifetime trading fee discount ရမှာပေါ့နော်။ referral code လေးကျွန်တော်အောက်မှာပေးထားပါတယ်။ Okay ။အဲ့တော့ဒီဒီပြောင်းကြည့်ပြရကျေးဇူးများကြီးတင်ပါတယ်။ဝင်ဝင်နဲ့နေနေဖြစ်ပါသေး။